စစ်ကောင်စီကတနင်္သာရီမြို့နယ်ကိုဓာတ်မြေဩဇာသက်ရောက်ခွင့်လုံးဝပိတ်ပင်ထားတာကြောင့်လာမယ့်မိုးရသည်မှာမိုးစဘာစိုက်ပျိုးဖို့ဓာတ်မြေဩဇာအခက်အခဲဖြစ်နေတယ်လို့တောင်သူတွေစီကသိရပါဗျ။ဓာတ်မြေဩဇာကတ်တံမှုတွေကိုနှိမ့်ဆကြတဲ့ကလှုပ်ဆောင်ခဲ့တာကြောင့်အခုနဲ့မိုးစဘာစိုက်ပျိုးရမယ့်ရာသီအတွက်ဓာတ်မြေဩဇာကြိုတင်ဝယ်ယူစုဆောင်းတာလည်းမလုပ်နိုင်ကြဘူးလို့သိရပါဗျ။အခုလက်ရှိမှာတနင်္သာရီမြို့နယ်ကစပါးဆိုင်တောင်သူအများစုလက်ထုံရနိုင်ဖို့ခက်ခက်ခက်ခဲပြင်ဆင်နေကြပေမဲ့ ဓာမီဩဇာမပါဘဲစိုက်ပျိုးရမယ့်အခြေအနေဖြစ်နေတယ်လို့ဆိုလာသူကတနင်းသားရီမြို့နယ်အနောက်မတုံးကြီးရွာအုပ်စုကစပားဆိုင်တောင်သူဦးထွန်ဖြစ်ပါတယ်ဒါမျိုးဥစားရီပါလေတော့လောက်ဝလွယ်လို့အဆင်မပြေဘူးဝယ်လို့မရဘူးပေါ့ တမျိုးဥစားကြတော့ဒီတစ်ဖက်ကဟိုအတွန်လိုက်ရေးပဲဒီကဒီမိုင်းလုတဲ့နေရာဘာလို့မှတုတ်လို့ဆိုတော့အကြောင်းပြချင်းနဲ့ဘယ်သူမှမရောက်ဘူးတော့အဲဒါမျိုးဘယ်သူမှဝယ်ဆင်းလို့လည်းအဆင်မပြေဖြစ်နေဘူး။ဒါကြောင့်တော့ကိုယ်ရောမှရှိတဲ့ဒီဟိုနောက်ချီလို့အဲလိုပဲဒီဒီတဘွားတိုင်းဆိုင်ရာဖြစ်တဲ့ချီကိုပြန်တုတ်ရတဲ့အချိန်နဲ့ပဲတွောင်းကြတဲ့ဘုလို့ဆိုလို့ရှိရင်မနေ့ကတော့ဝယ်လို့ရတဲ့မနေ့ကဆိုဒီကိုစီဖြတ်တော့တာဒီစီစီ တယ်ယူမှုခီးလက်ကြီးဖက်တော့တာအလားတူမကြံမနေ့ဆိုရင်မနေ့ဆိုရင်လည်းဘာစီစနေတာလားအပေါ်တော့တီတီကြောက်ကိုဟိုဒီရေချီနေကိုဖက်တော့ထားတယ်ဆိုတော့ဘယ်လိုမှတည်လို့မရဘူး ိုရောက်မှာတမယူကျလုံနေတဲ့ပုံစံတိုင်းဟိုအရေးအမယူဖလာလေတာတော်တော်ဒီလိုမျိုးတက်ပြဦးစားလေးပဲတော့လာမရှိဘူးလေခုနောက်ပိုင်းမှာခက်စနေလေးတိတ်လာတဲ့အခါမှာဒီလေစပန်းလေးလေတဲ့ဤကောက်ကိုစပပလာလုံးထွက်ရမယ်အဲ့လိုမျိုးဥစားတော့လို့ရှိရင်ဘလောက်ထွက်တယ်အဲ့လိုမျိုးတုပ်တဲ့ပုံမှန်တရေတုပ်လာတယ်ဆိုတော့လေအခုအရေးအမိဘဘူဘဖူဖော်လေးလေတာမတုပ်တဲ့ပုံစံမျိုးနဲ့ပဲဒီတိုင်းဖြုတ်ပြောက်ကတ်လို့ရှိရင်ရလောက်ဆောက်ဖို့လေအဲ့လိုမျိုးပုံစံနဲ့ပဲသွားမှအချင်းဖြစ်သွား ဒေတာရင်းစဘာဆိုင်တောင်သူအချို့ကတော့တဘာဝမီဩဇာအဖြစ်နဲ့အသုံးပြုနိုင်ဖို့အတွက်နောက်ချေးတွေကြိုတင်စုဆောင်းထားကြပေမဲ့လူနိုင်စုသာစုဆောင်းနိုင်တာဖြစ်တယ်လို့ဆိုကြပါရယ်။ဒါအပြင်တဘာဝမီဩဇာဟာတက်မီဩဇာလောက်ထိရောက်မှုမရှိနိုင်တဲ့အတွက်ဒီနှစ်စဘာအထွတ်နှုန်းအလွန်နှေးပါနိုင်တယ်လို့တင်းင်းသားမျိုးနွယ်ကတောင်သူတွေကခံမှန်းကြပါရယ်။အခုမှုရသည့်ရှောင်းဝဲတာနဲ့ကျွန်တော်တို့တင်းသိမျိုးနွယ်ဖေမော လက်လောအတွဲလက်လောရတိဖြင်းနေပြီမှာကျွန်တော်မြေဩဇော်ဓာမြေဩဇော်ဝယ်ယူရောခက်ခဲမူလိရှိပြီးတော့ကျွန်တော်တို့လက်လောအချိန်မှာမြေဩဇော်မထကျွေးရောဆိုတော့စပေါ်ထရိုင်းတို့ရောခေါ်လိုက်တဲ့ရောကျော်နိုင်ရနေထားမှာရှိနေရပေါ့မယုတ်ဖော်တော့တိုက်ပန်းရောတလာဝဲယူရပုံစံမျိုးဖြေပြီးတော့ဆိုင်ဆိုင်နေရပုံစံဖြေပြီး ဘာဖြစ်လို့မဆိုင်ရဆုလို့ပါကျွန်တော်တို့ဆန်အောင်ဇီဂျီရဝဇော်ရကြောင်းဝဇီဇီဂျီပြီးပြီးတော့ဝဇော်ဝဇော်ရတော်တကြာနောက်ကွာဆန်ရဖယူခွေမရောဆိုလို့မိသူစော့ဝနေရအတွဲရတလာဝန်လုံမရောပုံဆိုင်မျိုးဖြည်ရောပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းမှာတနင်္သာရီမြို့နယ်ထဲမှာရှိတဲ့စစ်တပ်ဂိတ်တွေကနေ ကုံတယ်ရီနဲ့ကာသမားတွေကိုဓာတ်မြေဩဇာတည်ယူခွင့်မပြုဘူးလို့စတင်တတိပေးပြီးတဲ့နောက်အခုနှစ်ဇန်နဝါရီလပထမအပတ်ကစလို့လောကပိတ်ပင်ခဲ့တာဖြစ်တယ်လို့ဒေသခံတောင်သူတွေကဆိုပါတယ်။တနင်္သာရီမြို့နယ်ထဲကစစ်တပ်စစ်စေးရေးကတွေမှာဓာတ်မြေဩဇာတည်ယူခွင့်လုံးဝပိတ်ပင်ခဲ့တဲ့အပြင်မျိုးပေါ်ဆိုင်တွေမှာလည်းတနင်္သာရီမျိုးနဲ့ကြည်လက်ဒေသတွေဘက်ကိုဓမြဩဇာရောင်းချောက်ခွဲပိတ်ပင်ထားတာဖြစ်တယ်လို့ဒေသခံတောင်သူတွေကဆိုပါတယ်။ စစ်ကောင်စီဟာတနင်္သာရီမျိုးနဲ့ကိုပြီးခဲ့တဲ့ဧပြီလကစလို့ဆန်းအခြေခံစားတောက်ကုံနဲ့73စီတဲယူခွင့်ကိုလည်းပိတ်ပင်ထားတာဖြစ်ပါတယ်။အခုလိုပိတ်ပင်မှုကြောင့်တနင်္သာရီမျိုးနဲ့မှာဆန်စည်းအဆောက်အအုံတက်လာပြီးတင်သွင်းတဲ့ OKNI ဆန်ဟာလည်းပြက်လက်လူနေပါဖြစ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။အခုလိုအခြေအနေမှာဒေသခံတွေဟာဒေသထွက်ဆန်ကိုပဲအဓိကအားထားနေရပါပဲ။ လက်ရှိမှာလည်းမိုးစွားစိုက်ပျိုးရာမှာဓမြေဩဇာအခက်တွေနေပြီးစဘာအထွက်နှုံယော့သွားမှာကိုစိုးရိမ်နေကြရပါတယ်ဒါဆိုရင်ကျေးဇူးရှိတယ်ဆိုတော့ဒီလိုခမဲလို့မြတ်တဲ့အတိတ်တော့ပုံမှန်ကိုပချက်တော့ဒီ PR လေးပုံမှန်ပြင်ဆင်နေတဲ့ဆိုရင်ဒီသူ့ဖန်တဲ့ပုံစံမျိုးတော့ဘာမှတော့မရှိဘူးပေါ့ဒီတိုင်းမှာပဲဟိုလှုပ်လို့ရတော့ယူပြီးတော့ဖြစ်လာတဲ့အချိန်မှာဖြစ်လာတဲ့အတိုင်းပဲဒီကစပြင်ဆင်ထားတာလေးပါလေအဲ့လိုမျိုးတော့မရှိကြပါဘူး တို့ဒီမှာစံစဘာလေးမလောက်တော့ဘူးဆိုလို့ရှိရင်ဒီကလေးလေးတွေကိုယ့်ရဲ့မိသားစုတွေအငယ်ပင်းနဲ့အငယ်ပြဿနာတွေရေဆန်ရလို့ဆိုလို့ရှိလို့ရှိရင်ဒီလူတိုင်းလူလူပဲလေဒီဟိုဝန်တော်မခံနိုင်ကြဘူးဆက်လို့ဆိုလို့ရှိရင်ဒီကုခုတဲ့လည်းနကူဒီဝတ်နဲ့ပဲဖူလုံးနေလို့မဖြစ်ဘူးတခြားမရှိတဲ့ယူရင်းနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ပြပေးအောင်ဆိုလို့ရှိရင်အလုပ်တော်တော့ဒုက္ခတွေနဲ့တော့ကြောက်ရမှာပေါ့နော်အဲလိုမျိုးတော့ဆွေးရည်